တတိရိယာစင်ရင်သားတွေကိုမုန်းနေစင်ရင်သားတွေဂိမ်းဆောင်နေချိန်မှာတတိရိအလုလုခဲ့စင်ရင်သားတွေဖုံးသုံးနေတဲ့အချိန်မှာတတိရိအလုလုခဲ့ကြတယ်စင်ရင်သားတွေအိတ်နေတဲ့အချိန်မှာတတိရိအလုလုခဲ့ကြတယ်စင်ရင်သားတွေချစ်သူနဲ့ပျော်ရွှင်နေတဲ့အချိန်မှာတတိရိအချိန်မပေးနိုင်ခဲ့ကြဘူးစင်ရင်သားတွေမဖြစ်နိုင်ဘူးလို့ညှင်းညွနေတဲ့အရာတွေကိုတတိရိကမဖြစ်ဖြစ်တဲ့နီးနဲ့လဲရှာကြံပြီးတော့လဲစူးစမ်းခဲ့ကြတယ်စင်ရင်သားတွေတရက်စား တလစာပူနေတဲ့အချိန်မှာတထေးတွေဟာ9နှစ်စာနှစ်တရာစာလောက်ထိလဲပူခဲ့ကြတယ်။ဒါကြောင့်မလို့တထေးတွေဟာဘာမှမလုပ်ဖဲနဲ့ဇိမ်ကြကြနေတဲ့စီးရင်သားတွေကို မုန်းကြတာဖြစ်တယ်။ဒီလိုနဲ့အချိန်တစ်ခုရောက်လာတဲ့အချိန်မှာတထေးတွေကိုလည်းစီးရင်သားတွေကပြန်ပြီးတော့မုန်းလာကြတယ်။စီးရင်သားတွေကထင်တယ်တထေးတွေဆိုတာအချိန်ပြည့်ဇိမ်နဲ့နေရတယ်။စီးရင်သားတွေကထင်တယ်တထေးတွေဆိုတာလည်းရေကန်အသင့်ကြာအသင့်နဲ့ ချမ်းသာလာတာဖြစ်တယ်စည်ရင်သားအထင်နေတထေးတွေဟာစည်ရင်တဲ့ဘဝအကြောင်းကိုနားမလည်ကြဘူးစည်ရင်သားအထင်နေတထေးတွေချမ်းသာခြင်းဟာအထောက်ပံ့ကောင်းနေရှိလို့ပါစည်ရင်သားအထင်နေတထေးတွေဟာခေါင်းပုံဖြတ်ကြတယ်စည်ရင်သားအထင်နေသူတို့ဘလောက်ကြိုးစားကြိုးစားတထေးတွေလုံးမချမ်းသာနိုင်ဘူးစည်ရင်သားအထင်နေတထေးဆိုတာမဟုတ်တာတွေလှုပ်လို့ချမ်းသာလာတာစည်ရင်သားတွေကထင်းနေ ရောက်ရဲတင်းနေခြင်းဟာဘဝကိုအေးချမ်းစေတယ်။စည်ရဲသားတွေကထင်တယ်။ချမ်းသာခြင်းဆိုတာဖန်ဆင်းရှင်တယောက်ယောက်စီကနေလာတယ်။စည်ရဲသားထင်တယ်။အခွင့်အရေးဆိုတာသူ့လိုလိုရောက်လာတတ်တယ်။စည်ရဲသားထင်တယ်။စည်ရဲသားဘဝကနေချမ်းသာတဲ့သွားတဲ့သူများဟာကံကောင်းလို့သာဖြစ်တယ်။စည်ရဲသားထင်တယ်။တတိတွေဟာစည်ရဲသားတွေကိုမကူညီခြင်းဘူး။ဒါကြောင့်မို့လို့ စင်းရဲသားတွေဟာတတိတွေကိုမုန်းလာကြတာဖြစ်ပါလေတကယ်တော့ကိုယ်တိုင်ရိုးသားစူးစားပြီးတိုးတက်အောင်မြင်လာတဲ့တတိတွေဟာဘဝကိုဖြစ်သလိုနေတတ်တဲ့ကံဝဲပုံချတတ်တဲ့စင်းရဲသားတွေကိုကူညီလို့မရှိဘူးသူတို့လိုရိုးသားစူးစားလာတဲ့စင်းရဲသားတွေကိုလက်တွဲကူညီတတ်ကြတယ်ကိုယ်တိုင်နေမအိတ်ညာမန်အားမနဲ့အားထုတ်ပြီးတော့လေစူးစားခဲ့လို့ရလာတဲ့စီးစိမ်ချမ်းသာတွေနဲ့ဂိမ်းဆော့လိုက်ရီးစားထားလိုက် အိတ်လိုက်နဲ့ချိန်ကုန်တတ်တယ်စည်ရင်သားတွေကိုဘေးတော့မှကိုညီမှမဟုတ်ပါဘူးမှတ်ထားပါလူငယ်တယောက်မဆုံးမနစ်နဲ့စ조사နေပြီဆိုရင်တထေးလို့ခေါ်နိုင်ပါတယ်လူငယ်တယောက်ဖြစ်တယ်လို့နေပြီဆိုရင်တော့မိဘချမ်းသာလဲစည်ရင်သားလို့ခေါ်လို့ရပါတယ်မှတ်ထားပါချမ်းသာဖို့အောင်မြင်ဖို့ဆန္ဒပြင်းပြလုံးတဲ့လူငယ်တွေအတွက်မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲဟာအခွင့်အရေးဖြစ်ပြောင်းလဲသွားပါတယ်ဒါကြောင့်မလို့ဂိမ်းဆော်ရင်နဲ့ဖုန်းကန်ရင်နဲ့ ရီစားလေးနဲ့အချင်းကုံရင်ကကြီးသုံးပါးကိုထိုင်ပြီးတော့အပြစ်ပြောရင်အချင်းကုံနေသည်မရတော့အဲ့ဒီလူငယ်ကစင်းရဲနေဦးမှာပဲချစ်လို့ပြောတယ်မှတ်ပါလူငယ်တွေကမှတ်ချက်ကတော့မူမမှန်တဲ့နီးနဲ့ချမ်းသာလာတဲ့တထင်းနဲ့ကြိုးစားရတဲ့နဲ့ရည်ရွယ်ချက်ရှိရှိအတိုက်ခိုက်ခံလို့မွေးသွားတဲ့စင်းရဲသားများကိုမဆုလို့ပါဘူးဗျာ